ဒီလိုမျိုးထူဆန်းတဲ့အရာတွေဟာကျွန်တော်တို့ကမ္ဘာပေါ်မှာတော့စိတ်ကူးရဲ့အိမ်မက်တွေထဲမှာတော့မဖြစ်နိုင်တဲ့အရာတွေပါပဲ။ဒါပေမဲ့ကျွန်တော်တို့စီမံမဖြစ်နိုင်တဲ့အရာတွေကအခြားကြိုတွေပေါ်မှာတော့ဖြစ်နိုင်နေပါတယ်။ဥပမာအားဖြင့်တာမန်မိုးရွာတာကိုပဲကြည့်လိုက်ပါ။တာမန်အားဖြင့်မိုးဟာအေးပြီးတော့ဆိုထိုင်ပါတယ်။ရေပူရအားဖြင့်ကျွန်တော်တို့ကမ္ဘာပေါ်မှာမိုးရွာရဲဆိုတာတာမန်ပါပဲ။ပြင်းဖို့ကောင်းပါတယ်။ဒါပေမဲ့ Coro 7B ဂျိုဘောကကြောက်ခဲမိုးကတော့မတူတော့ပါဘူး။အဲဒီမှာဆိုရင်ကျွန်တော်တို့မှာပြင်းဖို့အချိန်မရှိပါဘူး။ အဲ့ဂျိုတူးဂျိုဆန်းရဲ့တဝက်မှားတော့အလွန်အလွန်ပူပြီးမျက်နှာပြင်အပူချိန်က8900ဒီဂရီဖာရင်ဟတ်1600ဒီဂရီဆယ်စီယပ်အထိရှိပါရင်ဒီအပူချိန်ဟာကြောက်တုံးတွေကိုအေးပြောသွားစေပြီးကမ္ဘာမြေပေါ်ကရေအိုင်လေးတွေအငွေ့ပြန်သွားဖို့လုံလောက်ပါရင်ဒီဂျိုရဲ့တခြားတစ်ဖက်မှာတော့ပူအေးတရောင်ရှိပြီးအပူချိန်က3500ဒီဂရီဖာရင်ဟတ်1900ဒီဂရီဆယ်စီယပ်ခန့်ရှိပါရင်အဲအကြောင်းပူတဲ့ဗတ်ချမ်းမှာတော့ကြောက်ခဲရီအငွေ့ပြန်တာကြောက်မိုးတိမ်တွေအဖြစ်စူးစီးသွားပြီးမြေမျက်နှာပြင်ပေါ်ကိုကြောက်ရည်ပြော်ရည်အဖြစ်မိုးရွာချပါရင် ပိုအေးတဲ့အချမ်းမှာတော့အဲဒီကြောက်ရည်ပြောင်မိုးတွေဟာမြင်းတပြင်းပေါကူမရောက်ဘဲကြောက်ခဲအဖြစ်ခဲသွားပြီးကြောက်ခဲမိုးတွေဖြစ်လာပါပြီ။ဒါကမှတကယ်ကိုကြောက်ခဲမိုးပါပြီ။ဒါရီကိုတင်ယုံအောင်ယုံနိုင်မှာမဟုတ်ပါဘူး။ဒါမှမဟုတ်နောက်တစ်ခုကတင့်ကိုပို့ပြီးတော့အောင်အန်အောသွားစီပါလေဦးမယ်။အရာကတော့ HD 189773B ဟာကျွန်တော်တို့ကဘာမြေရဲ့အလင်းနဲ့63နှစ်အကွာမှရှိနေတဲ့ဂျိုတလုံးပဲဖြစ်ပါရင်။အရွယ်စားအပြင်တော့ Jupiter ဂျိုထက်အနည်းငယ်သေးပြီးသူ့ပုံစံကလှတယ်လို့ကျွန်တော်ပြောရင် Razor တို့တော်တော်များများလေးလက်ခံပါလိမ့်မယ်။ ဒါပေမဲ့ဒီအပြင်ပန်းလှရဲ့နောက်မှာဘလို့ကြောက်စရာတွေပုံအောင်နေပါတလိသူအပြင်ပုံစံလှနေရတဲ့အကြောင်းရင်းကတော့ဒီဂျိုရဲ့လေထုထဲမှာတဲမုံထူထူဒါမှမဟုတ်ဖန်မုံဖြစ်တဲ့ဆီလီကိတ်အမုံတွေပါဝင်နေတယ်ဆိုတဲ့အချက်အကြောင်းပါပဲဒီဂျိုမှာဆိုရင်အဖူချိန်1906ဒီဂရီဖာရင်ဟိုက်930ဒီဂရီဆယ်စီယပ်မှာတော့မိုးရွာပြီးလေတိုက်နှုံးကလည်းတစ်ခါတည်းမှာတနအီကိုမိုင်ပေါင်း9400ကီလိုမီတာ6900နှုံးအထိရှိပါတယ်ဒီနှုံးဟာအတန်ရဲ့အသွားနှုံးထက်တောင်အစာပေါင်းများစွာပိုပါသေးတယ် ဒီမှာကတော့ရှင်မဖော်ပြခဲ့တဲ့ကြောက်တုံးမှုထက်ကိုကြောက်ဖို့ပိုကောင်းပါရင်ဒီကြိုပုံမှာကတော့ဖန်စားဖန်မှုန်တွေပါမြင်ရအောင်ကြည့်လိုက်ပါလိုဂိုစဝိုင်းပေါ်မှာတိမ်မဲတွေပြေးလွှားနေပြီးမိုးချောင်းတန်တွေကလည်းစူညံနေမယ်လေကလည်းတစ်ဆက်ကန့်ကို1.24မိုင်နှုန်းလောက်နဲ့တိုက်နေပြီးနောက်ဆုံးမှာဖန်ခွဲစမိုးတွေဟာယူချင်းစရာကောင်းလောက်တဲ့အချိန်နဲ့ ကောင်းကင်ပေါ်ကနေကြာချလာမယ်တကယ်တော့အဒီလိုလေးတိုက်နှုန်းနဲ့မှုန်တိုင်းတစ်ခုကတော့ကျွန်တော်တို့ကမ္ဘာပေါ်မှာဖြစ်ခဲ့ရင်အဒီမှုန်တိုင်းဟာအီကွေတာကို9:33မိနစ်ထဲနဲ့တပတ်ပတ်နိုင်ပါလိမ့်မယ် ကဘာသူကဘာသားတွေလည်းတော်တော်လေးတန်ခံရပါလိမ့်မယ်။အခုလိုလေတိုင်နှုံးအကြောင်းပြောနေရင်တကယ်တော့ဒီလေးဟာဘာမှမဟုတ်သေးပါဘူး။ဒါ HD189733B ပေါ်မှာတိုက်တယ်လေနဲ့ရှင်မဲဆိုရင်တော့လေပြေလေးလောက်သာရှိပါရင်ဒီဂျိုရဲ့နေဘက်မျက်နှာမူထားတဲ့အချမ်းမှာတော့အပူချိန်ဟာ1980ဒီဂရီဖာရင်ဟိုက်လောက်ရှိပြီးမောင်းတဲ့အချမ်းကလည်း1290ဒီဂရီဖာရင်ဟိုက်သို့မဟုတ်900ဒီဂရီဆယ်စီယက်ထက်မလျော်ပါဘူးဒီလိုမျိုးနှစ်ချမ်းရဲ့အပူချိန်ကွာခြားမှုနေပါရခြင်းကတော့အလွန်အလွန်မြန်တဲ့လေတိုင်နှုံးကြောင့်ပဲဖြစ်ပါရင် ဒီဂျိုပေါ်မှာတော့လေးတိုင်နှုန်းဟာတနာယီကိုအန်ဟောစရာကောင်းလောက်အောင်မိုင်ပေါင်း2148 12မိုင်ဆိုလိုရာကတော့တစ်စက္ကန့်ကို6မိုင်10ကီလိုမီတာလောက်ရှိပြီးဒါဟာအတန်ရဲ့သွားနှုန်းထက်29ဆော့ပိုမြန်ပါတယ်ကျွန်တော်တို့ကဘာပေါ်မှာအမြန်ဆုံးလေတိုက်နှုန်းဟာ1999ခုနှစ်ကအိုကလာဟိုမားမှာတိုက်ခတ်ခဲ့တဲ့လေဆင်နှမောင်းနှုန်းကဖြစ်ပြီးတနအီကိုမိုင်300နှုန်းသာရှိခဲ့ပါတယ်။ဒီနှုန်းဟာ HD 189 733B ဂျိုဘော့ကလေတိုက်နှုန်းထက်83ဆလောက်ညွန်နေပါတယ်။ ဒီဂျိုပေါ်မှာကတော့ခင်ဗျားမှာအတောင်ပံဒါမှမဟုတ်လေဒီမဟုတ်ရင်ထိတိချောင်းပဲရှိပါသေးုံအဲ့ဒီထီကိုဖွင့်လိုက်ရုံနဲ့တင်ဂျိုတစ်ခုလုံးကိုတနအိ10မိနစ်လောက်အတွင်းပြန်တမ်းပြီးတပတ်ပန်နိုင်ပါ ರಿ ဒါမဲ့သင်ခနာကူကတော့အဲ့ဒါမတိုင်ခင်ဆွဆွရွရွထိခိုက်သွားမှာပါကောင်းကင်ဘော်ကနေရွာကျလာတဲ့ကြောက်တုံးမိုးအပူချိန်9400ဒီဂရီဖာရင်ဟိုက်အတတ်ထက်မြန်တဲ့နှုံနဲ့ကြာစင်းလာတဲ့ဖန်ခွဲစာမိုးတွေဒါရီကိုပုံပြီးတီလာရလေလေကျွန်တော်တို့ငရေရဲ့တရှိမှုကိုမေကွန်ထုံမိလာလေလေပါပဲ မနက်ခင်းခမားအိယာကနေနိုးထလာတဲ့အချိန်မှာနေခုနှစ်ခုကအလင်းတန်းကိုမြင်ရတယ်လို့စိတ်ကူးယဉ်ကြည့်လိုက်ပါညနေခင်းတွေမှာနေဝင်ချင်းကိုနှစ်ခုသုံးခုလောက်လဲတပြိုင်တည်းမြင်နိုင်ခြင်းမြင်နိုင်ပါပါအရင်တော့ကတော့ဒါကမဖြစ်နိုင်ဘူးလို့ထင်ခဲ့ကြပါတယ်ကျွန်တော်တို့ဟာ sickness ကျဲစုမှရှိတဲ့ကျဲနှလုံးကိုလှည့်ပတ်နေတဲ့ capillary cyst B ဂျိုးကိုရှာမတွေ့ခင်အထိဒါကို star ward တွေမှာပဲဖြစ်နိုင်တယ်လို့ထင်ခဲ့ကြပါတယ်ဒီဂျိုးပေါ်မှာဆိုရင်တော့မိုးကုတ်စဝိုင်းပေါ်မှာနေနှလုံးဝင်ပြီးနေနှလုံးထွက်ပါတယ် ကမ္ဘာပေါ်မှာရှိတဲ့ကျွန်တော်တို့ရဲ့အရေးကအထူးကျန်နေဆိုရင်ကပလာ60ပြပေါ်မှာဆိုရင်တော့သူလည်းအဖော်ရှိလာပါလိမ့်မယ်ဒါမှမဟုတ်ကျွန်တော်တို့ဒီဂျိုဘောကိုဒနေနီနဲ့တလီဘောတော့သွားလို့ရမယ်ဆိုရင်အဘူဒန်နဲ့လေမရလို့တေးသွားနိုင်ခြင်းများပါတယ်။ဒါမှမဟုတ်ကျွန်တော်ကအကာသဝိဆုံတစုံလောက်ပေးဝင်မယ်ဆိုရင်တော့အသက်ရှင်ခြင်းရှင်နေနိုင်ပါလိမ့်မယ်။ဒီလိုမျိုးနေနှစ်ဆင်းအရိပ်နှစ်ခုဆိုတော့တကယ်ပဲစံကျဲပါတယ်။ဒါမှမဟုတ်နေသုံးဆင်းအရိပ်သုံးခုလောက်တော့မစံကျဲသေးပါဘူး။ အကသာပညာရှင်တွေဟာပူအန်ဝဆရာကောင်းတဲ့ဂျိုတစ်ခုဖြစ်တဲ့ HD131399AB ကိုတင်ပြသေးခင်ကရှာတွေ့ထားခဲ့ပြီးဒီဂျိုကတော့ရခင်စံချိန်တွေအားလုံးကိုချိုးပစ်လိုက်တာပါပဲသူကနေသုံးစင်းကိုတပြိုင်တည်းလှည့်ပန်နေတာပဲဖြစ်ပါရင်သူရဲ့တတူကတော့ဂျူပီတာဂျိုထက်လေးစားလောက်ပိုကြီးပြီးအရာကြောင့်ဂျိုပက်လန်းကလည်းပိုရှိပါရင်ဒီဂျိုရဲ့နေသုံးစင်းကိုတပတ်ပတ်တဲ့တနှစ်တာကာလဟာကျွန်တော်တို့ကဘာမြေမှာနှစ်ပေါင်း950နဲ့ညီမြပါရင်ဒါကြောင့်ဂျိုပတ်နှုံးကလည်းတော်တော်လေးနှီးတဲ့အတွက်ဒီအချိန်ရဲ့တစ်ဝက်လောက်မှသာတခါနေဝင်ပါရင် 1985နှစ်လောက်နေမှနေဝင်ချင်းကိုတခါမြင်ရမယ့်အဖြစ်ကိုမြင်အောင်ကြည်လိုက်ပါဒါရီအားလုံးဟာကျွန်တော်တို့ကမ္ဘာမြေကြီးကနေအလင်းနှစ်ပေါင်း340အကွာမှာဖြစ်နေတာဖြစ်ပါတယ်နောက်ထပ်ပြပြမယ့်ဂျိုကာတော့ကမ္ဘာမြေကနေအလင်းနှစ်ပေါင်း300กว่าဝေးပြီး GJ 1214B လို့ခေါ်ပါတယ်ကျွန်တော်တို့ကဘာမြေမျက်နှာပြင်ရဲ့80ရာခိုင်နှုန်းကရေလူကဖုံးအုပ်ထားရဲဆိုတော့ကျွန်တော်တို့အားလုံးသိကြပါရင်ဆိုလိုတာကတော့ကဘာတက်ထူရဲ့3.3 3.3 3.5ရာခိုင်နှုန်းသာရှိတယ်ဆိုတဲ့အပေါ်ပါပဲ တယ်မညာရှင်တွေရဲ့အဆိုအရကျွန်တော်တို့ရဲ့ရပွေးအိမ်ကြီးချင်းအဲ့ဒီဂျိုမာတို့ဂျီဟာဂျိုတစ်ခုလုံးတက်ထူရဲ့တစ်ဆယ်ရာခိုင်နှုန်းလောက်ရှိနိုင်တယ်လို့ဆိုထားပါတယ်။ဆိုလိုတာကတော့ JJ 1214B ဟာအနက်ကီလိုမီတာရာပေါင်းများစွာရှိတဲ့အီယာမပင်လယ်ကြီးနဲ့ဖုံးအုပ်ထားတယ်ဆိုတဲ့သဘောပါပဲ။ဒီဂျိုဟာကမ္ဘာအချင်းဝက်ထက်နှစ်ဆခွဲပိုကြီးပြီးဓာတ်ထုအနေနဲ့တော့6ဆခွဲပိုများပါတယ်။ ကျွန်တော်တို့ကဘာမြေပေါ်ကအနက်6.8မိုင်ထက်မပိုတဲ့သမုတ်တရားတွေထဲကသတ္တဝါတွေကိုတွေးကြည့်လိုက်မယ်ဆိုရင်အဲဒီဂျိုဘောကသမုတ်တရားထဲမှာဘလို့ကြောက်စရာကောင်းတာတွေရှိနေနိုင်မလဲဆိုတော့သိနိုင်ပါလိမ့်မယ်။ဒါပေမဲ့ဒါရီကကျွန်တော်အတွေ့သက်သက်လေးဖြစ်နိုင်ပါတယ်။အဲဒီလောက်နဲ့တဲ့ပင်လယ်ရအုပ်ချိန်မှာလဲရေပြာကအန်ဩစရာကောင်းလောက်အောင်များတဲ့အတွက်တက်ရှိတွေနေဖို့ဆိုတာမဖြစ်နိုင်တော့ပါဘူး။အဲဒီအေယာမပင်လယ်ကြီးရဲ့အုပ်ချိန်ကရေတွေဟာ i7 လို့ခေါ်တဲ့ထူးဆန်းတဲ့ရေခဲပုံစံတစ်မျိုးဖြစ်တယ်လို့ဆိုကြပါရစေ။ ဒါပေမဲ့ဒီထူးဆန်းတဲ့ရေခဲကိုကျွန်တော်တို့ရှာဖွေခဲ့ရမှာတော့မအောင်မြင်ခဲ့ပါဘူး။ကျွန်တော်တို့လည်းဒီရေခဲရဲ့တရုတ်မှန်ကဘာလဲဆိုတာအခုထိမသိသေးပါဘူး။ထပ်ပြောရမယ်ဆိုရင်တော့ဒီရေခဲဟာကျွန်တော်တို့ကမ္ဘာမြေပေါ်ကတာမန်ရေခဲနဲ့မတူပါဘူး။အဲဒီတော့လုံးဝကိုမအေးဘူးလို့ယူဆနိုင်ပါတယ်။ဒါပေမဲ့အခဲပုံစံနဲ့တော့ရှိနေတဲ့ပုံပါပဲ။ဒီရေခဲအကြောင်းကိုပရိသတ်တို့အနေနဲ့သိထားတာရှိတယ်ဆိုရင်ကမ္ဘာမှာပြောပြသွားလို့ရပါတယ်။နောက်ထပ်ပြောပြပြီးသွားမဲ့ဂျိုကားတို့တကယ်ကိုငရဲတစ်ခုလာပါပြီ။ အခုလိုလောင်ကျွမ်းနေတဲ့ Cat 9B ဂျိုလောက်အပူချိန်ရှိနိုင်တဲ့ဂျိုခမ်းများများမရှိပါဘူး။တရက်ခွဲလောက်အတွင်းမှာရင်ဒီဂျိုဟာသူ့ရဲ့နေကိုတပတ်ပတ်နိုင်ပါရင်။တဲ့တဲ့မြညာရှင်တွေဂျိုရဲ့ရှာဖွေတွေ့ရှိထားတဲ့အနီးတစ်ဝိုက်မှာတော့ဒီဂျိုဟာအကြီးဆုံးတဲ့ကတစ်ခုဖြစ်ပါရင်။အေးအဆင့်ရှိတဲ့ခမန်းကျေတတန်းနှစ်ပေါင်းတန်း300ရှိအပြာရောင်အေးအမကျေကြီး Cat 9ဟာကျွန်တော်ရဲ့အနေထက်နှစ်ဆပူကြီးပြီးနှစ်ဆပူပူပါရင် သူရဲ့ကြီးမားလွန်းတဲ့အရွယ်အစားကြောင့်သူ့နားမှာလဲပက်နေတဲ့ Cat 9 Pigeon ဟာအပူချိန်9800ဒီဂရီဖာရင်ဟိုင်4329ဒီဂရီဆယ်ဆီယက်အထိရှိနိုင်ပါတယ်။ဒါကတော့ပြောမပြတက်လောက်အောင်တော်တော်ပူမဲ့ပုံပါပဲ။မျက်နှာပြင်ပူချိန်9900ဒီဂရီဖာရင်ဟိုက်ရှိတဲ့နေကိုလှက်ပက်နေတဲ့အကွာအဝေးကြောင့် FGKM အဆင့်ရှိတဲ့ဒီကကျဲတော်တော်များများဟာ1300ဒီဂရီဖာရင်ဟိုက်ကိုမကျော်ကြဘဲ PO အဆင့်ရှိကျဲရီတာလင်း1800ဒီဂရီဖာရင်ဟိုက်အကျော်ရှိကြပါတယ်။ ။အဲဒါကြောင့် Decat Telescope တွေရဲ့အကူအညီနဲ့ Scott Gaudy ကရှာဖွေတွေ့ရှိခဲ့တဲ့နေအဖွဲ့စည်းအပြင်ဘက်ကဒီဂျူဟာကျယ်တော်တော်များများထက်ပိုပူတာကိုတွေ့ရပါပြီ။ခင်ဗျားတို့တော့မသိပေမဲ့ကျွန်တော်ကတော့ဒီချက်ကို ကောင်းတဲ့ကနေထုတ်လို့မရတော့ပါဘူး။ဒါပေမဲ့ဒါဟာအဆုံးသတ်တော့မဟုတ်သေးပါဘူး။နောက်တစ်ခုအနေနဲ့ Titan ဂျူအကြောင်းပြောပြခြင်းပါ။ကျွန်တော်လည်းတိုက်တန်ကိုဘယ်လိုရောက်အောင်တောင်းမလဲဆိုတာပဲသိဖို့လိုအပ်ပါရင်အဲဒီမှာတောင်းတတဖြစ်မဲ့အတိုက်တခုလည်းလှုပ်ထားဖို့လိုအပ်ပါရင် ဒါပေမဲ့ဒါဟာလွယ်မှာတော့မဟုတ်ပါဘူး။အနာဂတ်မှာရောက်လာနိုင်တဲ့ကိုလိုနီတွေအတွက်ဒီလိုဆုလက်တွေအပြင်တိုက်တန်ဂျိုကဒုက္ခတွေတပွေကြီးလဲပြင်ဆင်ပေးထားပါသေးတယ်။ဒါပေမဲ့ဒီမှာလေလူရှိတယ်ဆိုတာကတော့ဒီနေရာအတွက်အံ့ဩစရာကောင်းလာပါပြီ။ဒါပြင်သူ့ရဲ့လေလူကကျွန်တော်တို့ကဘာထက်တသမ5ဆလောက်ပို့ပြီးတော့တိတ်သေးပါသေးတယ်။သူရဲ့မြေဆွဲအားကတော့ကျွန်တော်တို့ကဘာရဲ့ခုနှစ်ပုံတစ်ပုံသားရှိပါတယ်။အရွယ်စားကတော့ကျွန်တော်တို့မြင်နေရတဲ့လက်ထက်တောင်တေးငယ်ပါသေးတယ်။ဆိုလိုတာကတော့လူတစ်ယောက်ဟာတိုက်တန်ရဲ့မျက်နှာပြင်ပေါ်မှာဒီတိုင်းလမ်းလျှောက်လို့ရနိုင်ပါတယ်။ ါကလည်းအရန်တော့မဆိုးသေးပါဘူး။နာကျင်စရာတွေကအခုမှလာမှာပါ။ပထမဆုံးအနေနဲ့အဲ့ဒီနေရာမှာကြောက်စရာကောင်းတော့အောင်ဤပါရင်။တိုက်တန်ဂျိုဘုံမှာရှိတဲ့လေထုအပူချိန်ဟာ290ဒီဂရီဖာရင်ဟိုက်ပဲဖြစ်ပါရင်။ဒါပြင်သူ့ရဲ့လေတိုက်နှုန်းကလည်းတစ်စက္ကန့်ကို -20 လောက်အထိရှိပါရင်။ဆလိုရာကတော့မျက်နှာပြင်ပေါ်မှာလမ်းလျှောက်နေဖို့ဆိုတာကအပူပေးဆက်တထားမှသာလျင်ဖြစ်နိုင်ပါလိမ့်မယ်။ဒါအပြင်သူ့ရဲ့တိတ်သေးတဲ့လေထုထဲမှာအဖိုးတန်အောက်ဆီဂျင်တွေမပါဘဲဆိုင်ယနစ်ဂျင်နဲ့ဆိုင်ယနစ်အက်ဆစ်လိုမျိုးပျော်စရာအရာဝတ္ထုလေးတွေပါဝင်ပါရင် ပြောချင်တာကတော့ဒီလေထုကအသက်ရှူလို့မရရုံနဲ့မဟုတ်ပဲအသက်ရှိတဲ့အတွက်ပထမဆုံးအချိန်ရှူသွင်းလိုက်တာနဲ့တင်သင်ကိုတေအောင်လုံနိုင်တယ်ဆိုတာပါပဲအဲဒီတော့ဒီတိုက်တန်ချိုးပေါ်မှာထားမဲ့နေစရာတွေအားလုံးကိုစေဘဆိုင်ရာညီရပိတ်ထားဖို့လိုအပ်ပါလိမ့်မယ်ဒါပြင်ဝင်ပေါက်ထပ်ပေါက်တွေမှာလည်းလေကိုလုံးဝလဲလဲပေးနိုင်တဲ့ air lock တွေလုပ်ထားရပါလိမ့်မယ်။ဒီနေရာက hydrocarbon တွေဖြစ်နေပြီး hydrocarbon တွေလောင်ကျွမ်းမှုအတွက်လိုအပ်တဲ့ oxygen ပြက်လက်ရာအရက်ဖြစ်နေတဲ့အတွက်စွမ်းအင်နဲ့ပို့ဆောင်ရေးကိုတော့ကျွန်တော်တို့ကဘာမြင်နဲ့မတူချားနှားစွာစီစဉ်ရပါလိမ့်မယ်။ ပြိုကွဲသွားတဲ့အချိန်မှာအပူစွမ်းအင်ကိုထုတ်လွှတ်ပေးတဲ့ Acetylene လို့ခေါ်တဲ့ရာဝတ္ထုဟာဒီတိုက်တန်ဂျိုရဲ့အောက်ခြေမှာရှိနေပါရင်အဲ့ဒါကိုတော့ကျွန်တော်တို့ဟာလောင်စာဖြစ်နေတယ်။ဒီနေ့ပြောရမယ်ဆိုရင်ကြောင်မီသွင်းတဲ့တဘာဝတမွေအဖြစ်အသုံးပြုနိုင်ပါလိမ့်မယ်။ဒီမှာနေစွမ်းအင်ဒါမှမဟုတ်ရေအားကနေရတဲ့စွမ်းအင်ကလည်းအများကြီးအသုံးဝင်မှမဟုတ်ပါဘူး။ဒီတိုက်တန်ဂျိုဘောမှာရှိတဲ့မြစ်တွေရဲ့ရေစီးနှုန်းကအရန်နှေးကွေးတဲ့အတွက်ရေအားကအသုံးဝင်မှာတော့မဟုတ်ပါဘူး။ဒါပေမဲ့ဒီမှာလေအားကတော့အကြံကောင်းတစ်ခုဖြစ်နိုင်ပါရဲ့။ ဒါပေမဲ့အဲ့ဒါထက်ကိုနေထိုင်သူတွေအပူရစေဖို့အတွက်နျူကလ িয়ার ရီယက်တာတွေမှာယူရေနီယံဓာတ်လိုအပ်မှာမဟုတ်ပါဘူး။ဒါမဲ့ကန်ဆိုးစွာနဲ့ပဲတိုင်တန်ဂျိုအပါဝင်စေတန်ရဲ့စနစ်တစ်ခုလုံးမှာအဲ့ဒီတက်အာနေပါရင်အဲ့ဒီမှာလေးလံတဲ့တတ်ထုဓာတ်ဆင်တွေလည်းမရှိပါဘူး။အဲဒါကြောင့်ဖြစ်နိုင်ခြေရှိတာကတော့အောက်ကခဲတွေကနေပါလာနိုင်ခြေပဲရှိပါတယ်။တိတ်သေးတဲ့လေတုနဲ့မြေဆွေးအားနေပမှုကြောင့်သွာလာရေးအတွက်အကောင်းဆုံးဖြည့်ရှင်းချက်ကတော့လေယာဉ်မြန်တွေဟယ်လီကော်ပတာတွေလေသင်္ဘောတွေပဲဖြစ်ပါလိမ့်မယ်။ အောက်ဆီဂျင်ကိုဖိအားတက်ပေးထားရမယ့်လူသားတွေအခြေဆိုင်ရာစခန်းကတိုင်တန်ကျိုးပေါ်မှာရှိတဲ့လေထုထက်ပိုပေါ့နေမှာဖြစ်တဲ့အတွက်အဲ့ဒီအခြေဆိုင်နေထိုင်ရာစခန်းကိုရိုင်းကူကလေသင်းမကြီးဒီစင်းနဲ့တူနေပါလိမ့်မယ်။ဒါပေမဲ့အခုလိုပြန်တန်းနေတဲ့မြို့တော်မှာနေထိုင်ရတာဟာဘလောက်မှန်မလဲဆိုတော့စဉ်းစားကြည့်လိုက်ပါဒါပေမဲ့ဒီတိုင်တန်ကျိုးပေါ်မှာသမုတ်တရားမရှိတဲ့အတွက်မြစ်တွေကန်တွေဟာအချိန်အပိုင်းချအလိုက်ခံတတ်ပါရင်ဒီပြဿနာကိုလည်းဖြေရှင်းဖို့လိုအပ်ပေမယ့်သူ့အချိန်နဲ့သူတို့တုံးလို့ရနိုင်ပါရင် အေဂျိုမှာအစီတိုင်းလင်းကိုလောင်စာဖြစ်သုံးနိုင်တဲ့အတွက်ဘိန်းတက်ရင်တွေကသုံးလို့ရနိုင်ပါတယ်။ဒါပေမဲ့ဆူဆွတ်တဲ့တဲပြင်ကျန်းတန်းတဲ့မြေနေထားအရမ်းမြန်တဲ့လေတိုက်နှုံးတွေကတော့ပြဿနာဖြစ်နိုင်ပါတယ်။ဒါကြောင့်တန်လိုက်ထိုင်ကုန်တွေပေါဝင်တဲ့ရထားတွေကိုပို့ဆောင်ဆက်သွယ်ရေးအဖြစ်သုံးမယ်ဆိုရင်တော့ပို့ပြီးတော့အဆင်ပြေသွားပါလိမ့်မယ်။ဒီနေ့အတွက်ကတော့ဒီလောက်ပါပဲ။ဒီဗီဒီယိုလေးကိုကြည့်ရှုပေးကြတဲ့အတွက်ပရိသတ်တယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ရှိနေပါတယ်ခင်ဗျာ။